မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားရင်းနှီးမြန်မာသားဖန်နှီးနဲ့တကွမြန်မာသားအတန်းစဉ်အလိုက်ဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ပထမနေ့ကဖတ်ပြခဲ့တဲ့ပြင်စမာတန်းမြန်မာသားဖတ်စာသင်ခန်းစာ28ထမင်းဲပွဲရဲ့ခက်စစ်နဲ့မိကုံးလေးတွေဖြစ်ဆိုပါဆိုတဲ့သင်ခန်းစာလေးတွေကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် ကဲဒီထမင်းပွဲဆိုတဲ့အခန်းထဲမှာခက်စစ်ကလေးလေးလုံးပေးထားတာဖြစ်ပါတယ်ပထမတစ်လုံးကတော့ဂျင်းနောက်တစ်ခုကပဲ့ကိုင်းနောက်တစ်ခုကချွေးနေစာနဲ့နောက်တစ်ခုကသင်္ကဟာဆိုပြီးတော့ရင်ခက်စစ်လေးလုံးပါပါတယ်ပထမဂျင်းဂျင်းဆိုတာကတော့အရသာပူဆက်သောအမြင့်တဲ့ရှိသည့်အပင်ငယ်တစ်မျိုးတဲ့နံပါတ်1ကတော့ပဲ့ကိုင်း ပဲ့ကိုင်းဆိုတာဘာလဲဆိုတော့ရောက်မှာကိုလိုရာရောက်အောင်ထိမ့်ပေးတဲ့သူတဲ့နံပါတ်3ကတော့ချွေးနေစာချွေးနေစာဆိုတာဘာလဲဆိုတော့ပင်မန်းစွာလောက်ကိုင်းရှာဖွေရရှိသောပစ္စည်းတဲ့နောက်နံပါတ်4ကတော့သင်္ကဟသင်္ကဟဆိုတာကတော့အပေါင်းအသင်းကိုခေါ်တာဖြစ်ပါတယ်ဒါလေးကတော့ထမင်းပွဲဆိုတဲ့သင်္ကန်းသားတွေကနေပြီးတော့ယင်းခက်စစ်ကလေးလေးလုံး ပေးထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့အောက်ပါမေကုံများကိုဖြည့်ဆိုပါဆိုပြီးတော့ရင်မေကုံလေးတွေဖြည့်ဆိုရမှာဖြစ်ပါတယ်အဲ့ဒီမေကုံဖြည့်ဆိုရတဲ့မဲ့အထဲမှာမှနံပါတ်1နံပါတ်2နံပါတ်3နံပါတ်4နော်နံပါတ်5ဆိုပြီးတော့ရင်ဒီ5ခုကတော့မေကုံးလေးတွေပြန်ဖြည့်ရမှာဖြစ်ပြီးတော့နံပါတ်6နဲ့နံပါတ်9ကတော့ခလေးတွေရဲ့ပြန်ပြီးတော့ဒီစာပိုက်ဒီဘိုက်ချင်းစီပေါ်မှာရှိတယ်ခလေးတွေရဲ့ တွေ့တော့ကြံစီကြတကြံစီချက်ကလေးတွေကိုပြန်ပြီးရေးခိုင်းတာဖြစ်ပါတယ်ကဲဒါဆိုရင်မေကွန်းလေးတွေဖြည့်ဆိုပါဆိုတော့မေကွန်းလေးတွေကိုစပြီးတော့ဖြည့်ကြအောင်နံပါတ်1တဘိုးတွဲလာဟုခေါ်ဆိုရခြင်းကိုပေါ်ပြပါတဲ့တဘိုးတွဲလာလို့ဘာလို့ခေါ်ဆိုရလဲဆိုတော့ထန်းဖူးထန်းခိုင်များဖူးပွင့်တွဲကြတဲ့လဖြစ်တဲ့အတွက်ကြောင့်မလို့ထန်းပို့တွဲလာ ကနေပြီးတော့မှဒဘိုတွဲလာလို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်နံပါတ်1ထမင်းနဲ့တွင်ပါဝင်သောပစ္စည်းများကို ဖော်ပြပါတဲ့ထမင်းနဲ့မှာပါဝင်တဲ့ပစ္စည်းတွေကတော့เนาะကောက်ညင်းပါမယ်ဂျင်းပါမယ်စီပါမယ်အုံသီးဆန်ပါမယ်မြေပဲပါမယ်နှမ်းနဲ့စားဆိုပြီးတော့ရင်ကောက်ညင်းဆန်ထဲမှာပေါထမင်းနဲ့ထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေဖြစ်ပါတယ်နောက်နံပါတ်3 ထမနေပွဲဆိုဒီမှာမြည်သူလှုပ်ဆောင်ရသောပွဲမျိုးဖြစ်သည်တဲ့သင်္ကန်းသာပါအကြောင်းအရာများကိုလစ်လာပြီးရေးသားပါတဲ့ရေးသားတာကတော့ကလေးတွေရေးသားမှာပေါ့နော်ဒါဆိုရင်ထမနေပွဲထမနေပွဲဆိုတာမြည်သူလှုပ်ဆောင်ရသောပွဲမျိုးဖြစ်သည်ဆိုတာကိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ထမနေပွဲဆိုတာကတော့စူပောင်းပြီးတော့ဆောင်ရွက်မှအောင်မြင်တဲ့နော်အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်တဦးချင်းဖြစ်စေမိသားစုလိုက်ဖြစ်စေရက်ရွာကြောင်အလုပ်ဌာနအလိုက်ဖြစ်စေအိုးစီဘုံမောင်အကောင့်အခုံနေနဲ့စုပေါင်းကျင်းပတဲ့ပွဲတစ်ခု ဖြစ်ပါတယ်ခမင်းနဲ့ထိုးချင်းဟာဆိုရင်ဖြင့်တခုတဦးကောင်းတယောက်ကောင်းနဲ့မရအများနဲ့စုပေါင်းဆောင်ရွက်မှရတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ကောင်းချင်းတန်းစဉ်ပြတိချင်း ရေစိမ်ချင်းမှစပြီးတော့ထမင်းနဲ့ဖြစ်သည်အထိတူးချင်းစီတာဝန်ကျေရတဲ့ကဲ့သို့တူးနဲ့တူးအဘဲယူမျှမျှဖြင့်စူပေါင်းဆောင်ရွက်မှသာအောင်မြင်သော လုပ်ငန်းတစ်ခု ဖြစ်ပါတယ်မြန်မာတို့ရဲ့စူးစီးညညမှုနဲ့လက်ရည်တပြေနဲ့စိတ်ဓာတ်ကိုပေါ်ပြနိုင်တဲ့ပွဲတော်ဖြစ်ပါတယ်ဆိုပြီးတော့ဒါထမင်းနဲ့ပွဲရဲ့စူပေါင်းလှုပ်ဆောင်ရတဲ့ပွဲအကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ် နောက်တစ်ခုကတော့နံပါတ်3ထမင်းကျက်နဲ့သွားပါကမြည်တို့လူတန်းလေးရှိကြသည်တဲ့ထမင်းကျက်နဲ့သွားတဲ့အခါမှာတော့ပထမဦးဆုံးဇေဒီပထိုးဖျားတွေမှာဥစွာကတ်လူလေးရှိကြတယ်နောက်ယဟန်တာမနေတွေကိုလည်းဆက်ကတ်တယ်မိဘဘိုးဘွားယမိယဖမိစေသင်္ကဟဆွေမျိုးသားချင်းနဲ့အိမ်ကြီးချင်းတွေကိုလည်းကြွေးမွေးလှူဒန်းလေရှိကြပါတယ်။နောက်နံပါတ် ထမင်းနှဲကောင်းဖြစ်လာစေရန်ပအဝင်ဆောင်ရွက်ရမည်အချက်များကိုတင်သိသည်များ ရေးသားပါတဲ့ဒါလေးကတော့ပါဘလို့ပုံစံထမင်းနှဲကောင်းဖြစ်ပေါ်လာဖို့ဘလို့ဆောင်ရွက်ရမလဲဆိုတာကိုခလေးတွေကိုသိသလောက်ကို ရေးသားခိုင်းတာဖြစ်ပါတယ်ကဲစာထဲမှာကြည့်မယ်ဆိုရင်တော့ထမင်းနှဲကောင်းဖြစ်ပေါ်လာဖို့အတွက်ဆိုလို့ရှိရင် ကဲနံပါတ်9ရဲ့အဖြေလေးကတော့နော်ခလေးတွေကိုပြန်ပြီးတော့တိတိမြောက်ကိုရေးခိုင်းထားတဲ့အဖြေလေးဖြစ်ပါတယ်ဒါကတော့ဖြေရမယ့်အပိုက်ကတော့ဒီအပိုက်ကလေးပါနော်ထမနေတရေထိုးလည်ရင် အာကောင်းမောင်းတန်လူအနည်းဆုံး3ဦးပါရမည်ဥစွာမိုးပြဲတယ်တွင် စီထက်ပြီးဂျင်းကိုစီတက်ရသည်ဂျင်းနဲ့တင်းလာသောအခါရေစိန်ထားသောကောင်းနှင်းနှင့် ရေထက်ပြီး ရောင်းမကြီးနှစ်လက်ဖြင့်မှွေရာထိုးရသည်မိုးပေါ်တွင်မှွေရာထိုးရသည်ဖိုးပေါ်တွင်ထမင်းများပျော်ပြောင်း၍အနေတော်ဖြစ်လာလျင်မိုးပြဲတဲကို ဖိုးပေါ်မှချ၍မြေပဲအုံးသည်နှမ်းစားစသည်တို့ကိုတခုချင်းထက်ပြီး အာလုံးတမသွားအောင်အားဆိုင်အင်ဆိုင်ထိုးရာမှွေရာနှဲ့ရသည် ရောင်းမကင်နှစ်ယောက်က ထိုးနေစဉ်ပဲ့ကင်ဟု ခေါ်သူတဦးကရောင်းမအရင်မှဇုံကင်၍ကြိတ်ပေးနေပေးခြေပေးရသည်မိုးပြဲတဲတွင် ထိုးသုံးဦးသာမက အခြား၄50ဦးခန့်ကလည်းဝိုင်းဝန်းကူညီရသည်စုပေါင်းထိုးပေးရသည်တူးညောင်းလင် တခြားတူးတပွဲပင်မလင်တခြားတပွဲက ဝိုင်းဝန်းထိုးပေနှဲ့ပေးရသည်ဆိုပြီးတော့ရင်ဒီဒီစာပိုက်ကလေးကိုပြန်ပြီးကလေးတွေအသည့်သမျှလေးပြန်ပြီးတော့ရေးသားပေးရမှာဖြစ်ပါတယ်။ကဲနောက်ထပ်နံပါတ်6နဲ့နံပါတ်9ကတော့သင်ငန်းစာရှိစာပိုက်အသီးသီးတွင်မြည်သည့်အကြောင်းအရာများရေးသားထားကြောင်းလေ့လာပြီးဒီပိုက်ချင်းစီကိုသက်ဆိုင်ရာကောင်းစဉ်ငယ်များရေးပေးပါတဲ့။နံပါတ်9ကတော့ ခမနေပွဲအကြောင်းလေ့လာပြီးဇရားကိုဖြည့်ပေးပါဆိုပြီးတော့ယင်ခလေးတွေကိုပြန်ပြီးတည်တံ့လုပ်ပေးထားတဲ့เนาะဒီမိကုံးလေးတွေဖြစ်ပါတယ်နံပါတ်၈ကတော့မိမိဒေတာကြီးခမနေပြုတ်လုပုံသို့မဟုတ်မိမိဒေတာရှိပွဲတော်တွင်ပြုတ်လုတော့အစားအစာတစ်ခုအကြောင်းကိုရေးသားပါဆိုပြီးတော့ပြန်ပြီးရေးသားခိုင်းထားတာဖြစ်ပါတယ်ခလေးတွေရဲ့အတွေးလေးနဲ့အမြင်လေးကို6 9 8ကရေးသားခိုင်းထားတာဖြစ်ပါတယ်ကဲဒါလေးကတော့ ပြင်စမာတဲ့မြန်မာသားဖတ်စာသင်ကန်းသား28မှာပါဝင်တဲ့ထမင်းနှပွဲရဲ့ခက်စစ်ကလေးနဲ့သင်ကန်းသားလေးတွေကိုဖြည့်ပြပေးသွားတာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။